အားလုံးပဲမင်္ဂလာပါရှင်ဆီယမ်မဂျူလီယာမြင့်သိန်းရေးသားထားတဲ့ဖြစ်ရန်ကြံသောစထုံးများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း30ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဖြစ်ရန်ကြံသောစထုံးများ အပိုင်30 2019ခင်တစ္စာ သူမရှိသောနေရာကိုတွားရောက်ဆက်သွယ်ဖို့အတွက် ကျမအနေဖြင့်အဖက်ဖက်မှစူးစမ်းထားခဲ့သလိုထိုနေ့ကမော်ဘီအောက်ဝဏ္ဏချောင်းရွာမှာ ကျောင်းတိုက်တတိုက်ထိသွား၍မနက်အာယုံစွန်းကိုဥစွာကပ်ပေးခဲ့သည်။ခင်တစ္စာ၏မိခင်ဖြစ်သူကိုစုံစမ်းရှာဖွေ၍အကြောင်းကြားထားပြီးလက်ရှိခင်တစ္စာရှိသောနေရာသို့လာရောက်ပူးပေါင်းပေးပါရန်မြစ်တာရက်ခံခဲ့သည်။ထို့သို့စွန်းကပ်ပေးခြင်းကိုအတိပေးရန်ခင်တစ္စာ၏မိခင်ဖြစ်သူကိုကျမသွားရောက်တွေးဆောင်သောနေ့ကအလွန်ဦးကြောင်ကြောင်နိုင်လုံးသည်ဟုခံစားရသည်။သို့သော ကုညီဖြည့်စည်းရမည်တာဝန်မှန်သည်များခြေစေရမည်ဟုသာစိတ်ပိုင်းဖြတ်ထားခဲ့သည်မဟုတ်လား။သူမအသက်83နှစ်ရှိပြီဖြစ်သည်။ဒေါ်မီတစ္ဆာမဖြူဖြူတွယ်တွယ်ရုပ်ရည်တန့်ပြန်သောအဖွားတစ်ယောက်ဖြစ်သည်။ဆဆတွေ့တွေ့ချင်းကျမလိုအပ်သည်များကိုပြောပြနေစဉ်သူမကတင်းမာသောမျက်နှာထားဖြင့်နားထောင်နေခဲ့ပြီးစကားစကားမေးစကားထောက်ခြင်းမပြုခဲ့။သူမ၏မျက်နှာမျက်နှာကိုအကဲခတ်ကြည့်၍ မယုံကြည်ခဲ့ဘူးဆိုရင် ကျမနေနဲ့တကိုတော်သာအစီအစဉ်ရပြီတော့မြည် ကျမဘက်မှလိုအပ်သည်များပြောပြပြီးတော့အခါသူမကအတန်ကြာငြိမ်နေခဲ့ပြီးနောက်ထိုင်ကုန်မှထရရလိုက်သည် သမီးခဏထိုင်ဦးနော်သူများသာပြောပြီးအခန်းတစ်ခုထဲသို့ဝင်သွားခဲ့သည်အကြောင်းတစ်ခုခုရှိလိမ့်မည်အထင်နှင့်ကျမငြိမ်သက်စွာတွင်ထိုင်ဆောင်နေလိုက်သည်တော်မေတ္တစွာခန်းထဲရောက်နေတော့ကျမအခင်းပပလေကိုဟိုဒီမျက်လုံးကစားကြည့်နေမိသည် အာယုံထဲတွင်ထင်ဟပ်ပြခဲ့သော အိမ်အနေထားနှင့်ရောင်စင်းအနေငယ်ကွဲနေတော်လဲပစ္စည်းထားသူနှင့်နေရမောကရောင်လွင့်နေသောဓပုံလေးများကတော့တပုံစံနဲ့လိုပင်အင်းလေးသူတို့ပရရရဲ့အရောင်စင်းမြင်ရပုံမှတ်မိပုံတွေကလူတွေနဲ့မတူတော့လဲပြပေးနေတဲ့အရောင်နည်းနည်းပါးပါးလွင့်နေမှာပေါ့လေသို့တော့ဓပုံတွေကပုံရိပ်များကိုတော့ခုမှထင်ရှားစွာမြင်ခွင့်ရသည် ခင်သစ္စာနှင့်လွင်သစ္စာညီမညှောက်၍ဓပုံမှာအရောင်လွင့်စားပြုနေသည် အဖွားကိုတယောက်တည်းနေတဲ့အိမ်မို့ထိမ့်သိမ့်မှုအားနေပြီးဖုံတက်သည့်နေရာတန်းပြောင်းသည့်နေရာပြောင်းဖြစ်နေတာနိုင်တလောက်လေးအိမ်ရှင်ထားပုံရရှာသည်တစ်ချိန်လုံးကဒီအိမ်လေးမှာသမီးနှစ်ယောက်နဲ့အတူအိမ်မှုကိစ္စများအတူတူလုပ်ခဲ့ကြလေမလားဓာတ်ပုံထဲတွင်ချစ်စရာကောင်းသောပြုံးပိုင်ရှင်တယောက်မှ လွင်သစ္စာပင်ဖြစ်လိမ့်မည်ညာဘက်ကပိမ့်ပိမ့်ပပနှာရံပပနဲ့ညံတထားတည်နေသူကတော့စဉ်းစားနေစရာပင်မလို့ ကျမကြီးဇလိုက်ခင်သစ္စာပဲပေါ့အဝိစားကိုနေဟန်ထားတို့မှာစန့်ကျင်ဘက်ဖြစ်လွန်လာသည်မင်းသမီးတယောက်ဤဆွဲဆောင်မှုပေါ်လွင်ထင်ရှားမှုနှင့်လွင်သစ္စာကို သူ့အမခင်သစ္စာက မနာလိုဖြစ်လဲဖြစ်ခဲ့ခြင်းစရာဆယ်မိနစ်လောက်ကြာတော့ဒေါ်မေသစ္စာခန်းလေးထဲမှပြန်ထွက်လာပြီးညှို့ဖြော့ဖြော့စာအုပ်လေးတအုပ်ကို လက်ကကိုင်းလာသည်ဘာစကားမှမပြောသေးဘဲထိုစာအုပ်လေးကိုကျမအားလှမ်းပေးလိုက်သည် တမီးပြောပြတာတွေကိုယုံတယ်မယုံဘူးဆိုတာဒီစာအုပ်လေးတွေကအเจ้าတွင်နဲ့တိုက်ဆိုင်ကြည့်လိုက်ပါ သူဆုံးသွားပြီး၄နှစ်ကြာတဲ့အထိအန်တီမှာအเจ้าရင်းတစုံတရာမသိခဲ့ပါဘူးမိခင်တယောက်ရဲ့ရှင်ခွဲစရာအချိုးကွေးတစ်ခုလိုပဲဖျက်တမ်းခဲ့တာပါခင်ကအသက်ရှင်စင်းတော့ကအန်တီနားမလဲတဲ့ဗဟေလီတစ်ခုလိုနေသွားခဲ့ပေမဲ့သူဆုံးပြီး၄နှစ်ပြည့်ကန်ပြီမှာတော့ ဖြစ်မှာအန်တီမတည်သေးတဲ့အခြားမျက်နှာစာတစ်ခု ရှိနေသေးတယ်လို့သိလိုက်ရတယ်။ထားပါလေ။ဘာပဲပြောပြော သမီးကြီးကထက်မြက်ပါတယ်။သူဆောင်ကန်ဒီချိန်တွေတုန်းကတော့အရင်ကထက်အန်တီကိုစကားပြောတယ်။သူ့အိမ်မက်ဆိုးတွေကို ပြပြပြီးအန်တီကို မလွတ်တမ်းဖတ်ထားတဲ့ချိန်တွေမှာကလေးတယောက်လိုပဲအရာဝတ္ထုမဲမဲကြီးကသူ့ရိုးတွေကြိုးကြေကုန်အောင်ဝင်တိုက်သွားတယ်။တရားတော်မလားမသိဘူးမေမေလို့ခဏခဏပြောတယ်။အန်တီက သူအလုတ်တန်ရှင်တွေနဲ့တမိငယ်ပေါ်ထားတဲ့မနာလိုစိတ်ချိုးကြောင့် depression ရလာတယ်ပဲထင်မိနေတာနှစ်သိမ့်ပေးနေခဲ့ရတာဒါပေမဲ့သူအထိတ်တလန့်ဖြစ်နေရတဲ့အိမ်မက်ဆိုးတွေကိုတကယ်ပဲသူ့ကိုကားကြီးကြီးကတိုက်ခံရပြီးဆုံးသွားရရှာတယ်လေဘလောက်တောင်ဖြစ်ဆိုးခဲ့လဲတမိရဲ့သူ့ခါအောက်ပိုင်းတစ်ပိုင်းလုံးကလည်းကြေမွားလို့တမိကြီးနေရာမှာအန်တီတာအစားဝင်ခံပေးလိုက်ချင်းခဲ့ပါတယ် ကိုသားသမီးရဲ့ရုပ်ပြက်စင်ပြက်ခန္ဓာကိုအမေတယောက်က သွားပြီးအတီးပြုတ်ပေးရတာလို့ကြေကွဲစရာရှိပါဦးမလားသမီးငယ်လွင်ဆိုရင်လေကိုဝင်ပြက်ကြပြီးခလေးဆုံးရှုံးထားတာမှမကြသေးခင်သူ့အမရဲ့အဖြစ်ဆိုးကိုထတ်ကြုံလိုက်ရတော့စိတ်ရမ်းထိခိုက်ပြီးနှစ်လလောက်စကားမပြောနိုင်သလိုဖြစ်သွားခဲ့တယ်အန်တီတို့မိသားစုလေးငရဲပွက်ခဲရတဲ့နှစ်ပါပဲရက်လေပြီးတဲ့နောက်မှာသမီးကြီးပြုစုခဲ့တဲ့စာရန်အပိသက်တင်ပြီး ဌာနကအိဇမ်ဘုတ်ထိုင်ကြတဲ့အခါအချက်လက်ပြင်ဆင်ရမရှိဘဲအောင်မြင်ကြောင်း reset ထွက်ခဲ့တယ်။ဒါကိုလာပြောပြတဲ့ကလေးကသူနဲ့တွဲပတ်စာတန်းပြုစုတဲ့သူ့ချစ်သူတွေလေ။အန်ဒီအဲ့ဒီကလေးကိုကြည့်ပြီးချုံဝဲချငိုခဲ့မိတယ်။သမီးငယ်လွေနဲ့ပတ်သက်လို့ဥမချီးကားမကြံအသေးစိတ်သိပြီးဖြည့်ဆည်းနိုင်ခဲ့တဲ့အန်ဒီကခင်အကြောင်းငကန်းတလုံးမသိခဲ့တဲ့အဖြစ်ကိုပေါ့ခင်ဟာချစ်သူတော်မလို့လောက်အောင် ရီမှန်းချက်ကြီးခဲ့တယ်လို့ပဲသိထားခဲ့တာလေ။ကောင်လေးကရှိုက်ကြီးတငင်ငိုရင်အန်တီကိုထိုင်ကြတော့သွားခဲ့တယ်။ကျွန်တော်ခင်နဲ့အတူတူအန်တီကိုမိဘအရာမှာထားကြတော့ဖို့အခွင့်အရေးမရှိတော့ပါဘူး။ခင်အပေါ်မှားတာတွေရှိခဲ့ရင်လည်းအန်တီကိုကတော်ရင်းနဲ့ပဲအပြစ်တွေခြေပြရစီတော့နော်တဲ့လေခင်ရဲ့အထီးကျန်နေတဲ့ဘဝကြီးကနေလွတ်မြောက်သွားပြီပေါ့နော်လို့လဲသူ့ဘာသာသူရေရွတ်နေခဲ့တယ်အဲ့ဒီနောက်ပိုင်းကောင်းလေးထပ်မလာခဲ့ဘူး သူနိုင်ငံခြားပညာတော်တင်သွားခန့်ဤတစ်ခေါက်တော့ပေါ်လာပြီးနှုတ်ဆက်သွားခဲ့တယ်။သမီးကြီးဆုံးနာလေးနှစ်ပြည့်ကန်ဤတပတ်လိုပေါ့။အဲ့နေ့ကအန်တီကခင်ကိုတတိယစိတ်နဲ့သူ့အိတ်ခန်းလေးထဲသွားထိုင်နေခဲ့တယ်။သူဖတ်ခဲ့တဲ့စာအုပ်လေးတွေကိုအကြောင်းမဲ့စီပေးနေခဲ့တယ်။မိုးတန်တွေကလည်းအိမ်ခေါင်မိုးပေါ်တဖြောင်းဖြောင်းကြားလို့ပေါ့။ပုံမှန်ဆိုခင်ကဒီလိုရာသီဥတုမျိုးကိုတိတ်တဘောကြတာ။အေးအေးလေးနဲ့ဆွဆွလေးနော်မီမီတဲ့။ သူအန်တီကိုလူလူလာလာစကားပြောတာမျိုးကလက်ချိုးရည်လို့ရအောင်ရှားတယ်။အန်တီကိုစကားနည်းနည်းလေးပြောမိပြီးရင်လဲချက်ချင်းကြီးမျက်နှာတင်းသွားပြန်ရော့။သူကန်စားချက်အချို့ကို အမေဖြစ်နေလို့အကဲခတ်မိရလေးတွေရှိပေမဲ့အန်တီမြင်မှာတော့သမီးကြီးဟာတိတ်ပြီးမာကြောထက်မြက်တယ်။ခန္ဓာကြီးရှိတယ်ပေါ့လေ။ဒါပေမဲ့အန်တီယုံကြည်ထားသလိုမဟုတ်ပြန်ဘူး။တကယ်တော့ခင်ဟာနာကြီးချက်တွေနဲ့မာကြောနေတာ။အပေါ်ယံမာကြောပြီး အတွင်းတန်ရာတွေကသူ့ဘဝသူ့ခံယူချက်တွေကိုလှိုက်စားသွားခဲ့တာအန်ဒီခင့်အကြောင်းတွေထိုင်စဉ်းစားရင် ရှင်နဲ့စိုးတက်လာလို့ငိုနေမိတော့ညနေချက်ပေါ်ကနေမိုးရေတွေလက်ပေါ်တစက်ပြီးတစက်ကျလာခဲ့တယ်မိုးတိတ်တဲလာပြီးလေပါလာတော့သူ့ဆွေတချို့လန်နာပေါ်တမိရဲ့အန်ဒီညနေချက်ပေါ်မော်ကြည့်လိုက်တော့ခင့်အခန်းလေးဝင်ပေါက်လေးတစ်ခုဟနေတယ်ပလတ်စတစ်ဆောက်ကိုဆွဲထုတ်ချင်နေတော့တာ မိုးအေးရင်လေးပတ်နာယောဂထားလို့ဒူးအစစ်မြစ်တွေရောက်နေတဲ့အန်တီခုံမြင့်တစ်ခုပေါ်အာယူပြီးမတက်ရဲခဲ့ဘူး။ဒါကြောင့်ထီတစ်ချောင်းဆွဲပြီးမိုးရကြီးတဲ့ဘေးငါမင်းဆွေရဲ့တားလီတယောက်ကိုကူညီတောင်းခဲ့တယ်။သူလာတက်ယူပေးသွားလို့ပလတ်စတစ်အိတ်လေးနဲ့ထုတ်ရက်သားဒီစာအုပ်လေးကိုအန်တီရခဲ့တယ်။စာအုပ်ရပြီးနောက်ပိုင်းခင်ဟာအန်တီကိုနာကျင်စရာမှတ်ညံတွေတစ်ခုပြီးတစ်ခုနဲ့ခြံထားခဲ့ပြန်တယ်လေ။တကယ်ပဲမထင်ရခဲ့ဘူးသမီးကြီးခင်ရဲ့ အန်တီတမီးကို အတက်စားအုပ်ထဲမှာတမီးအခုပြောပြလာတဲ့ခင်ဘသူကိုမှမသိစေချင်ပဲလျှို့ဝှက်ထားတဲ့အကြောင်းတွေရှိနေတယ်။သူ့ဆွဲတွေကဒီစားအုပ်ကြောက်များလားလို့အန်တီစိုးရိမ်မိပါတယ်။တမီးလိလာကြည့်ပါ။ဒါပေမဲ့ခင်နောက်ပိုင်းဒိုင်ယာရီဆက်ရေးပုံမပေါ်တော့ဘူး။ဘာကြောင့်မရေးတော့မှမသိပေမဲ့အလုပ်တွေများနေလို့လည်းဖြစ်နိုင်ပါတယ်။ ခင်ဆုံးပါမဲ့လာမှာသူညမလေးဇနီးမောင်နဲ့လည်းအိမ်မလာနေကြတော့သူစိတ်မလွတ်လပ်လို့မရေတော့တာလည်းဖြစ်နိုင်နေသူဆန်းနာတခုကလေခင်ဆုံးကန်ဒီရက်တွေမှာသူဘယ်တော့မှ ကောင်းကောင်းမဆက်ဆံနေတဲ့ညမလေးကိုပြုစုယူရသွားခဲ့တယ်။တွင်ကလည်းသူအမမေတ္တာရတော့ပီတိတွေဖြစ်ရှာတယ်။တမီးငယ်မှာအဲ့ဒီချိန်လုံးကဘာကြောင့်မှန်းမသိကိုဝင်လွယ်ထားရင်းကိုနေမကောင်းဖြစ်ပြီးခြူချလာတာလေ။အိမ်တအိမ်မှာဂျိုစိုးဝင်ပြီးဆိုစားတိုက်ဝင်လာတတ်တော့ ဝင်လာတတ်တော့တာမလားကျမဒေါ်မေသစ္စာကြီးစကားများကို အကြာကြီးမျောပြီးနားထောင်နေရမှစိတ်ထင်ငနေဖြစ်သွားသည်တမီးကြီးခင်သစ္စာကသူ့ဘယ်တော့မှ ပြန်မချင်နိုင်မဲ့မုံတီချင်းများနဲ့လွင်သစ္စာကိုမုံတီနေခဲ့ရလေကျမငွေဆောင်ကန်းချင်းမှရှိခဲ့စဉ်ကနန်းနမိတ်ဆောင်နှက်ကြီးတို့အကူအညီဖြင့်ခင်သစ္စာအောင် ဆိုသောပရာကိုဆင်ခေါ်ရာ သူမရင်ထဲကအမုံဆွဲသည်ညမဖြစ်သူလွင့်အပေါ်မြီးမြကြီးကြောင်အာယုံမှထင်ဟပြခဲ့သည်မဟုတ်ပါလား။သူမကညမဖြစ်သူလွင့်တစ္ဆာကိုပြုစုယူရခဲ့သည်ဆိုတော့အချက်ကအမှန်ပင်ထူဆန်းလာတော့သည်။တစ်သားဘူးလေးတစ်ခု lab e မထင်မရှားစင်လေးပေါ်မှာကြန့်ရှိနေခဲ့ပြီးတစုံတဦးမှမမြင်မတွေ့ပဲနှိရှေလာများကြအောင်တီးရှိနေစေခြင်းမှလည်းသူယူသားယူမဟုတ်ခဲ့ချေ။ နေကြီးရဲရင်ဆိုတော့ចောင်းသူလေးចាំတိုက်ဆိုင်လာစွာအာယုံရောက်ပြီးတသားဘူးလေးကိုမြင်တွေ့လာအောင်ခင်သစ္စာကထိန်ချုပ်လွှမ်းမိုးထားခဲ့ခြင်းဖြစ်သည်တသားဘူးလေးမှတဆင့်ဆက်သွယ်နေသောသဘောမျိုးရှိနေခဲ့သည် နေကြီးရဲရင်ဤသူတေသနာဆိုင်ရာလိုအပ်သောအချက်လက်များကို reference ရစေရန်နီးလန့်ချစေရန်ခင်သစ္စာကကူညီနေခဲ့ပြန်သည်ထို့သော ခင်သစ္စာနေနေကြီးကြားကွာဟနေစေသော သူတေသနာအကြောင်းအရာများနှင့် အထောက်ကူပြုနည်းပညာများမှအချိန်ကာလများဝေးကွာနေခြင်းကြောင့်ပင် ထိုဝေးကွာနေသော ကာလတစ်ခုမှနေကြီးဆိုသောမင်းကလေးကိုတော့ခင်သစ္စာကခင်မင်စိတ်အနေချင်းရှိနေပုံရသည်။သူမ၏ကိုယ်ပွားတစ်ခုနေနဲ့သူတေသနာကိုပြီးတတ်လို့သောအစွဲကလည်းခင်မင်စိတ်နှင့်ရှင်တွဲနေပြန်သည်။နေကြီးတငယ်ချင်းမလေးတလျာက သူမကိုစိတ်နှောက်ယှက်ဖြစ်စေပြီးနေကြီးစူးစမ်းမှုအတွက်လည်းခလုတ်ကတဲ့င်းဖြစ်နေသည်ဟုယူဆကားတက်လျာကိုရန်လိုစွာနှောက်ယှက်ပြုလာတော့သည် သူညမလွင်သစ္စာလောင်းနင်းကြီးတက်လျာကိုမုံပြီးကားစည်းတန်းဖြစ်လာအောင်ဖြံမောင်းပြူတော်သည် ခင်သစ္စာမင်းနေတာကမတူညီသောလောကနှစ်ခုကြားပရကလူသားကိုအနှဲငယ်ပုကက်ဆက်တွေ့ဖို့စူးစမ်းလျင်အောင်ပြစ်ဒဏ်ခတ်ခံရသည်ဖြစ်ရာချိန်မာသောအသက်ဘေးဖြစ်စေမှုသည့်နှောက်ရှက်မိသည့်အခါမှာတော့ပရလောကကြီးထိတ်လန့်ပွေရာပြစ်ဒဏ်များရလာခဲ့တော်သည်အခန်း၁၆ ယနေ့ခင်ဗဝအတွက်ကဘာကြီးတစ်ခုလုံးအမှောင်ကျသွားသည့်အလားတနေ့ကုန်လုတ်သေးရင်လဲအမှားမှယွင်ယွင်ဖြင့်ခင်တစ္ဆာအောင်မဟုတ်သည့်နဲ့ကတောင်ကနေဖြစ်နေသည်ကျမ်းမြင်ကိုဆိုလဲနင်းထားသည်မထင်မျက်စိရှိမှကြည်နေမိသောအရာမှန်သမျှကိုလည်းမမြင်ချေဆေးရုံတွင်ကြော်စည်တွင်ကိုလှမ်း၍တွေးလိုက်တော့လဲမျက်နှာချင်းမဆိုင်ချင်သောကြောင့်ရှောင်နေခဲ့သည်မိတို့ပင်ဆိုစေ သူ့ကိုရှောင်ရွေးမရတော့နေသားတစ်ခုမှာတော့ခင်ရောက်နေခဲ့ပြီဖြစ်သည်သူကို တပ်ပစ်ချင်လောက်အောင်ရုံမုံနာကြီးနေမိသည့်အချိန်လဲဖြစ်သည်ခင်မှာကိုဝင်ရှိနေပြီဆိုတာကိုသိလိုက်ရတော့အချိန်ခင်မျောလင်းချက်များအားလုံးပြိုလဲကျသွားသောအချိန်မှာဥစွာရုံမုံစိတ်ဖြစ်မိတာကကြော်စေတွင်ကိုပါ သူမ၏ဒိုင်ယာရီလေးကိုကြော်စီသာဆက်ဆက်ဆော့ဆော့မယူသွားခဲ့ပါလျင် မဖတ်ဖြစ်ခဲ့ပါလျင် ခင်ကိုထားခဲ့မှဆိုသောစိတ်ဖြင့်သူ၏အလိုကိုလိုက်မိသွားမည်မထင်ဘလို့မှမထင်မှတ်ထားသောနေရာလူသူကင်းမဲ့ပြီးမှောင်ရိပ်ကျနေသောအခန်းထောင်လေးတစ်နေရာမှအဖြစ်ပြက်များကိုခင်မျက်စီထဲမြင်အောင်ကမျက်ရည်များစီကြလာခဲ့သည်အဲ့ဒီအဖြစ်ပြက်နောက်ပိုင်းတွင် ဆေးရုံတာဝန်စာရန်ကိစ္စများဖြင့်နှင်းညမနာပင်မလွန့်သည့်ဖြစ်ရာခင်ထိုကိစ္စကြီးကို မေးရနေမိသည်အထီး ဆရာဝန်တယောက်နေနဲ့ထိုကဲ့သို့အမှားယွင်းပေါ်ဆမှုကြောင့်ကိုဝင်ရှိသွားခဲ့ရခြင်းမှာအလွန်ရုပ်ဆိုးအကြီးတန်းလှသည်ခင်ဘွားကခန္ဓာရတပွဲ၆တွေ့ကြံတန်းလွန်းလှပါလားဆိုသောစိတ်ဖြင့်ကိုကိုကို အဆုံးသတ်ဖို့ရာ မကြကနတွင်နေမိပြန်သည်ခင်ခေါင်းငိုက်ဆိုင်လျှောက်လာခဲ့ရင် ကော်ရီဒါအချိုးကွေတစ်ခုရောက်ကြော်စေးကိုဘွားကနေတွေ့လိုက်ရသည်ခင်ခင်ကိုကိုလာရှာတာစကားပြောရအောင်လို့ တင်းငယ်အေးဆေးနေသောကြောစေသွင်ကိုမုံလိုက်တာခင်ကရုတ်တရက်ကြောစေသွင်လေပင်ကို ကုတ်ချစ်ချလိုက်သည်လက်သေးရှိမရှိသူမို့အသားများပဲ့ရှာကပေါ်မပါလာတော့လဲကြောစေဤဖြူသောလေပင်ပေါ်တွင်အနီအောင်စင်းကြီးများကြီးမကောင်းလောက်အောင်ထင်သွားသည်သွေးများပါဆူလာသည်ဟာမင်းမင်းဘာဖြစ်ပြန်ပြီလဲကြောစေထိတ်လန့်တကြားနောက်ဆုတ်သည်ခင်ကို ရှောင်နေသလိုဖြစ်နေတာကို တောင်းမန်စကားပြောရရင်ဘဝတစ်ချောင်းလုံးအတူတူလက်တွဲကြရင်ပြောဆိုဖို့အလားမှာခင်ရဲ့မထင်မှတ်ပဲကြမ်းတမ်းစွာတုံ့ပြန်မှုကိုကြုံလိုက်သည်။ဘာပြရမှာလဲကြောစေသွင်းရှင်ကျမအားနည်းချက်ကိုနေပြီးစိတ်တိုင်းကျပြုမှုခဲ့တာခုတော့ကျမကြီးမန်းချက်တွေရေစုံမျောခဲ့ရပြီစ조사ခဲ့သမျှအလောင်းခံဘဝနဲ့ဆုံးသက်ရပြီအဲ့ဒါရှင်သိလားကြော်စေနားမလည်နိုင်သည့်ကြားမှဘေးဘီဝဲရကိုလမ်းကြားကြည့်ပြီးခင်ကိုပြောသည်ခင် မင်းပါရီပြောနေရလေစိတ်ထင်းစံအလုတ်ပဝင်းအလုတ်ပဝင်းချင်းမှာလူတွေကြည့်ကုန်ပြီရှက်ဖို့ကောင်းလိုက်တာကွာခင်စိတ်ကိုတဖြည်းဖြည်းငြိမ်ချသွားအောင်ထိရင်ကျော်စေသွင်းကိုစေးရုံအဆောက်အဦပြင်ပပရဝုံထဲသို့ဥဆောင်ခေါ်ခဲ့လိုက်သည်ကျော်စေသွင်းကတော့ရှက်စိတ်ဖြင့်မျက်နှာတစ်ပြင်လုံးနှီးရဲကခင်နောက်မှပါလာခဲ့သည်တေချာနားထောင်ခင်မှာကိုဝင်နှစ်လကျော်နေပြီကျော်စေသွင်းဘာစကားတစ်ခုမှမပြောနိုင်တော့ဘဲခင်ကိုပြူးကြည့်နေသည် သူမျက်နာကတုံလုံးတာထက်ပိုသည်ဖြူဆုပ်သွားသောအနေထားမျိုးခင်ကကြောစီတွင်းကိုဆူဆူရဲရဲကြီးကလောင်ရီလိုက်သည်ဘလို့လဲကိုရှင်ရဲ့တည်ရင်ကဒေါသရမတ်ကြီးကနှစ်အောင်လုံးရဲ့အနာဂတ်ကိုရိုက်ချိုးလိုက်ပြီမလားရှင်းတတ်ပြီလားဟာ မဟုတ်ဘူးလေခင်ရဲ့ဒါဒါကခင်လဲဂယူဆိုင်ခဲ့ရမှာမဟုတ်ဘူးလားကြော်စီတွင်ခင်တန်က အေးဆက်တင်းမာနေသလောက်မျက်နှာတင်ပြင်ကလည်းနာကျင်မှုဖြင့်တဆက်ဆက်ခါနေသည် အစောကြီးကကရှင့်ကိုသဘောမကျတာတခုခု ရှိနေတယ်လို့ခံစားမိပေမဲ့ခင်ရဲ့အစွဲလန့်နဲ့အတ္တကြောင့်လို့ပဲထင်ခဲ့တာတကယ်တမ်းကျတော့အဲ့အရာတွေကြောင့်ပဲမဟုတ်ဘူးရှင့်ရဲ့ပင်ကိုတရေဘောကြောင့်စိတ်ပဲခုမှတကယ်ကိုကောင်းစဉ်ရှာတွေ့ရတာခင်ရုတ်တရက်ကြီးဒီပြဿနာကိုပြောချလိုက်တာ ကို့နေရာကိုလည်းဝန်ခံစားကြည့်ပါဦး ကိုရီကချိန်ချိန်မှလက်ထရမှာပဲလေဒါပေမဲ့ခုလိုကြီးရုတ်တရက်တော့မဖြစ်တည်သေးဘူးမလားဒီမှာကြော်စေသွင်းခင်ကရှင်းထပ်ပို့ပြီးရီမန်းချက်အိမ်မက်တွေရှိခဲ့တယ်သူရှိတဲ့အတိုင်းလဲအယိုးကြီးကြီးရေခန်းခန်းအားထုတ်နေတယ်သူဒါကိုရှင်းနားလေလားအဲ့ဒီအဖြစ်ပြက်တုန်းကရှင်းကိုညင်းဆန်နေပြီးမှခင်လာရောခဲ့ရတယ်ဆိုပေမဲ့ရှင်းစိတ်အလိုဆန္ဒကိုအကောင့်ထဲပို့ဖို့အတွက်ခင်အားနေချက်ကိုအနိုင်ကျင့်လိုက်တယ်ဆိုတာကိုလည်းရှင်းကောင်းကောင်းသိပါတယ် ကျော်စီတွင်ခေါင်းကိုငုံထားရင် တုံလုံးစွာနားထောင်နေမိသည် ခင်ပြောနေတာတချို့ကလည်းမမာချေသို့တော့မိသားစုအခြေအနေတွေအရရောသူတို့နှစ်ယောက်လုံးကြီးရီမှန်းချက်ပန်းနိုင်ရပါလက်ထပ်ဖို့ကလေးယူလိုက်ဖို့မဖြစ်နိုင်သေးခင်ကသူ့ကိုဒေါသတကြီးဆက်ပြောနေသည်ခင်တယောက်တည်းလောက်ယူဖန်တီးပြီးဖိုက်ကြည့်လို့ရလားကျော်စီတွင် စကားကိုဗျမ်းပဓာမပြောနဲ့ခင်ဘလောက်အလုပ်များပြီးဆင်းရဲပင်ပန်းခဲ့ရတဲ့ရက်တွေလဲဆိုတာရှင်မသိဘူးလားဟွန်း အေးပေါ့လေလွန်ကျူးတော့ကလွန်ကျူးပြီးတော့မှသွေးကြောင်ပြီးလာတော့မတွေ့ရတဲ့သူကိုခင်မင်းအဲ့လောက်တော့ကိုယ့်ကိုပြောစရာမလိုဘူးမင်းကိုယ့်ကိုအနိုင်ကျင့်တုံးချလုံးလို့မင်းနဲ့ရှေ့ဆက်ဖို့ကိုယ်ဘလောက်တွေ့ဝေရလဲမင်းသိရဲ့လားအစိုးမရတဲ့မင်းစိတ်တစားကြီးကိုငါဘလောက်တောင်းခံနိုင်မလဲဆိုတာငါကိုငါတော့မွေခွဲတတ်တော့ဘူးခင်နာကြီးစွာ ပြောနေလိုက်သည်မင်းကိုယ့်ကိုတယောပြုံးပြုံးနေမယ်စားတေချာနားထောင်ခင် မင်းစိတ်ရင်းကိုကိုတိလာရတဲ့အတွက်အဆက်ဖြတ်ဖို့အတွက်ဆုံးဖြတ်ပြီးကမှကိုမင်းပေါ်ကျူးလွန်လိုက်မိတဲ့အဖြစ်ကြောင့်ပြန်လာခဲ့ရတာပဲအတူတူစူးစမ်းပြီးအောင်မြင်တဲ့အခါလက်ထပ်ကြဖို့အတိတ်ကခင်းစိတ်တန်းရာတတ်တာတဲ့အထိကိုစိတ်ရှိပေးမယ်ဆိုတာပြောပြဖို့အခုကိုလာခဲ့တာပဲဒါပေမဲ့အချိန်ကြီးကဘာဆက်လုပ်လို့လုပ်ရမယ်တောင်မသိတော့တာမျိုးကြီးလေကွာကျော်စီသူ့စပင်များတဲ့လက်ချောင်းများကိုထုတ်ဖွက်ပြီးတုံရင်စွာပြောနေသည်ခင်းလဲအဝေးတနေရာကိုနာကျင်စွာငေးမောနေခဲ့သည် သူတို့နှစ်ယောက်ဘဝမှာအဓိကရှောက်လန်းနေသောအသက်သွေးကြောလမ်းမကြီးတစ်ခုလွင့်စင်ပြောက်ွယ်သွားသလိုမျိုးအယားယာဝေဝါးနေခဲ့သည်ကြော်စီဘာမှအထက်မပြောဘဲလေးတွေ့စွာကြော်ပီထွက်ခွာသွားပြီးမှနောက်ပြန်လဲကခင်မရမ်းပြန်မနဲ့ကိုတက်ခွဲကမ်းမလာတော့ဘူးညနေတော့ခင်ကိုလာကြိုးမယ်တခုခုတိုင်ပင်ဆုံးဖြတ်ကြတာပေါ့အားမငယ်နဲ့နော်အားမငယ်နဲ့နော်တဲ့လား အဖြူရောင်ကြောပြင်တစ်ခုတည်၍ထွက်ခွာသွားတာကိုခင်ငင်းမောရင်းတင်းကျပ်လေးလံသောတက်ပြင်းရှိကြီးကိုခြားလိုက်မိသည်ညနေဆောင်အိမ်ပြန်ရောက်သောအခါခင်ခြံဝင်းတကားလေးကိုတွန့်ဖွင့်ပြီးဝင်ရန်အပြုအိမ်ထဲမှစစ်စစ်ညံ့ညံ့ရည်တံများကြားလိုက်ရသည်ဘသူတွေရောက်နေပါလဲအန်တီမိများလားဟုတ်သေးပါဘူးယောက်ျားလေးတန်တွင်ရောပဲကြားနေရတယ်အိမ်ထဲရောက်တော့မထင်မှတ်ထားသောမြင်ကွင်းကြောင့်ခင်ထိတ်လန့်အော်တော်ရသည်လွင်နဲ့တပ်ဖုံမြက်ပါလား မလိုလားစိတ်ရှက်ရွံ့အားငယ်စိတ်ဖုံးကွယ်ထားလိုစိတ်များရောပြွံ့၍တောင့်တောင့်တင်းတင်းကြီးရက်နေသောခင်မှာပြုံပြရှိပြဖို့တောင်ခွန်အားမရှိကြ၍တွင်ကခင်ထံဝမ်းသာအားရပြေးလာပြီးဖလိုက်သည်ခင်ရဲ့လွမ်းလိုက်ရတာငါအမကိုလေကြည့်ပါဦးခင်ကအရင်ထက်ပြေးပြီးလှလာတယ်လို့ပဲမိမိရောတဖုံးကပါနှုတ်ခမ်းများကပြုံးထားကြတော့လေမျက်လုံးများက ခင်ကိုစောင့်ကြည့်ကဲခတ်နေကြသည် တပ်ဖုံမြတ်ဤအတမဲ့ပြုံးနှင့် အထင်းသေးသောအရင်းငွေများပါနေသည့်မျက်လုံးအကြည့်များကိုခင်မုံသည် အားငင်ရသည်ခင်စိတ်ကိုအနိုင်နိုင်ထင်း၍အင်ဒရီဆဲလိုက်သည်လွင်ပြန်လာတာတော့မတိလိုက်ရပါလားမမေကလည်းခင်ကိုမပြောဘူးဟုပြောကလွင်ပုတ်ခုံးကိုမဖက်ချင်းဖက်ချင်းဖြင့်ပြန်ဖက်ပေးလိုက်သည်လွင်ကိုက surprise လုပ်ဖို့ဆိုပြီးကြိုမပြောတာသမီးကြီးရေမနက်ကဂျုံးကိုလွင်နဲ့မောင်တက်တို့ရောက်လာကြတော့မှမမေလည်းသိရတာ ။သမီးကြီးကပြင်အလုပ်တွေများလုံးလုံးအားလည်းမအားပဲနဲ့များခင်ဝိကျေတန်းကြီးပြုံးပြနှုတ်ဆက်စကားပြောပြီးစိယုံမပြန်လာသည်ဟူသောအကြောင်းပြချက်ဖြင့်ရေချိုးဥဝေစားလဲတာကို အချိန်ကြာတစ်ထက်ကြာအောင်ပြုနေမိသည်။ရေချိုးကမှထွက်ထွက်အလားရုတ်တရက်ခြေချော်သလိုဖြစ်သွား၍ခင်ပြီးမှတစ်သားပြီတို့ကိုလှမ်းဆွဲကန်လိုက်သည်။မတိစိမ့်မ တွန်းကန်ယုံထွက်လာသော မိခင်တဘာဝစိတ်အရပိုက်ထဲမှကိုဝင်ကိုစိုးရိမ်သွားခဲ့သည်။ငါကလေးဆိုသောစကားတန်ကခင်အာယုံထဲရှဝဲနေသည်။ဒါဘလို့ခံစားချက်ကြီးလဲ။မတော်တဆကြုံလိုက်ရသောအဖြစ်ပြက်လေးတစ်ခုနဲ့တွင်ခင်အသေးစိတ်ထဲ ခိုင်မာသော အကြောင်းတရားတစ်ခု ဆွဲညိသွားခဲ့သည်။ဒီကလေးကိုငါမဖျက်ဆီးရတော့ဘူး။ခင်ရေချိုးခန်းနဲ့ရောက်နေတော့တပ်ဖုံးမြက်လေးပြန်သွားခဲ့သည်။ တွင်ကိုမမေစီပို့ပေးခဲ့ပြီးသူကမိဘအိမ်ကိုပြန်သွားခဲ့ခြင်းဖြစ်သည်နိုင်ငံခြားမှအမှတ်တရအဖြစ်ပြက်များစ조사လေ့လာရပုံများသူမအိမ်ပတ်ဝန်းကျင်မှအိမ်နီးချင်းများအကြောင်းကိုလွင်ကစကားဖောင်ဖွဲကပြောပြခဲ့သည်မမေမျက်လုံးများကကျင်းနဲ့ပီတိဖြစ်ခြင်းဂုံယူခြင်းများဖြင့်အရေးလဲနေခဲ့တာကိုခင်မြင်နေရသည်မမေမျက်လုံးများက ကျင်းတ်ပီတိဖြစ်ခြင်းခုံယူခြင်းများဖြင့်အရေးလက်နေရာကိုခင်မြင်နေရသည်ဘသူထောက်ပံ့မှမပါဘဲစူးစမ်းနေခဲ့ရသောခင်ကိုယ်တော်မိမိဒီလိုမျက်လုံးများဖြင့်မကြည့်ဘူးကဲမိမိပြင်ဆင်ဖေးထားသောလွင့်ခန်းကခင်နှင့်ဘေးကျင်းကရက်ခန်းလေးမှာဖြစ်သည်တစ်ချိန်ကသက်ဖုံးမြက်ကိုခင်သွေးဆောင်ဖျားရောက်ရန်စူးစမ်းခဲ့ဘူးသော အခန်းဟုဆိုလင်လဲမမာပြီအဲ့ဒီခန်းလေးကိုရှောင်လို့တောင်ခင်လှဲ့မကြည့်မိအောင်စူးစမ်းခဲ့ရဖူးသည်ဟုတ်ကဲ့ပါရှင် ဆီယမ်မဂျူလီယာမြင့်သိန်းရေးသားထားတဲ့ဖြစ်ရန်ကြံသောစထုံးများဆိုတဲ့ဝိတ္ထုလေးရဲ့အပိုင်း၉ကိုဖတ်ပြပေးခဲ့ရပဲဖြစ်ပါတယ်။အပေနာဆင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။